င်္ဂလာပါလို့ဆင်းရဲလုံးသင်ဆက်ခြင်းနဲ့ပါယူတဲ့ဖျားကင်းတော့ဘတ်တော်ကိုဒီလိုချင်းပေးပြီးဘုံတော်ပေးရတယ်ဘုံကကော်မတီအစားညဆရာဆရာမတို့ချင်းစီအောင်လဲကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်အခုကျွန်တော်ဒီနေ့ပေါ့နော်ဒီနေ့ကျွန်တော်ပြင်ဆင်ထားတဲ့အားတော့ကျွန်တော်အခုလက်ရှိ max ကျောင်းမှာကျွန်တော် IEP ပေါ့နော် English class တွေတက်နေတဲ့အချိန်မှာအဲ့ဒီကကျောင်းဆရာကျွန်တော်ကျွန်တော်တို့အားလုံးပေါ့နော်စောင်းတုံးစီပေးဖတ်ခိုင်းတယ်ပေါ့နော် အဆောင်နာမည်ကတော့ radical disciple ပေါ့နော်ဟိုစစ်မှန်တဲ့ဟိုတပည့်တော်ပေါ့နော်တပည့်တော်အဲ့နဲ့ပတ်သက်ပြီးကျွန်တော်တို့ဖတ်ခိုင်းပြီးအဲ့အဲ့စာနဲ့ပဲကျွန်တော်တို့အင်္ဂလိပ်စာသင်ပြီးတော့အဲ့ကျွန်တော်အဲ့ဒါတော့ဒီကြားထဲမှာအဖက်အများဆုံးဖြစ်နေပေါ့နော်အဲ့တော့ကျွန်တော်ဒီနှုတ်ခွတ်တော်တယောက်ပြင်ဆင်တဲ့အချိန်မှာအထူးသဖြင့်အဲ့စာအုပ်ပေါ့နော် John Stott ဒီ writer ပေါ့နော် writer John Stott သူ့ရဲ့ဒီ radical discipline disciple တွေကဒီ non conformity ပေါ့နော်လောကီပုံတန်ကို မဆောင်လဲဆိုတော့ဒီ chapter နဲ့ပတ်သက်ပြီးကျွန်တော်အဲ့ဒါကိုသေးစိတ်ပြန် review လုပ်ပြီးတော့ပေါ့နော်ဒီနေ့ပြင်ဆင်ထားတာဖြစ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်အဓိကဝင်ကားသွားမှာဖြစ်တယ်အဲဖြစ်တယ်ဖြစ်တယ်ပေါ့နော်စကားရအောင်ထန့်တယ်ထင်တယ်နော် okay ကျွန်တော်ဒီဒီအောင်ဖတ်ခြင်းအပြင်ပေါ့နော်ဘုရားသခင်ကျွန်တော်တို့ဒီလောကကြီးမှာကျွန်တော်တို့ကိုဘာအတွက်ခေါ်ထားလဲဆိုတဲ့ဟာကို အဲစာရေးဆရာနေပြီးတော့အဓိကပေါ့နော်သူရေးရေးပြထားပေါ့နော်ကျွန်တော်တို့ဒီဘုရားသခင်ဒီမှာကျွန်တော်တို့ဘာကြောင့်ခေါ်လဲဘာဖြစ်စီခြင်းလဲဆိုတာကိုဟိုဒီကျမ်းစာဖတ်ခြင်းအပြင်ပေါ့နော်ဘုရားပေါ်ပြထားတဲ့အရာတော့ကျွန်တော်တို့သူ့ရဲ့နိုင်ငံတော်ထဲမှာသူ့ရဲ့နိုင်ငံတော်ထဲမှာ ਨੇ ဒီလောကလောကလူတွေ ਨੇ လုံးဝကွဲပြားခြားနားတဲ့ကွဲပြားခြားနားစီခြင်းတယ်ပေါ့နော်အဲ့ဒါဘုရားသခင်ကကျွန်တော်တို့ဒီလောက တဲမှာကျွန်တော်တို့အသက်ရှင်ရပြီလေဒီလောကလူတွေနဲ့ပွဲပြားခြားနားစီခြင်းလေဆိုတော့ကျွန်တော်သိဖို့လိုတယ်ပေါ့နော်ဘုရားနဲ့သူ့ရဲ့လူတွေကိုအမြဲတမ်းသူလောကီလူတွေနဲ့မတူအောင်လောကီလူတွေအတိုင်းအသက်မရှင်ဘူးအမြဲတမ်းကျန်းစာတဲမှာပေါ့နော်ဒီတွန်တင်လက်ရှိတယ်အမိန်နေချတယ်ပေါ့နော်တမဟောင်းကနေအခုတမသစ်တိအမျိုးမျိုးသောဟိုနှုတ်ဖွဲ့တော်နဲ့ပေါ့နော်ဟိုလူအားဖြစ်တော်၎င်းဟိုဥပဒေအားဖြစ်တော်၎င်းဘုရားနဲ့အဲ့ဒါကိုဟိုလုံစီတယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ဒီလောကကြီးမှာကျွန်တော်တို့ကအသက်ရှင်တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီလောကကြီးကို ignore ပေါ့နော်ဟိုဘယ်လိုပြောမလဲ view မဆိုင်လို့မရကျွန်တော်တို့ဒီလောကကြီးမှာအသက်ရှင်တာဘုရားနဲ့ဒီမှာထားထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နှစ်ခုပေါ့နော်ကျွန်တော်ဟိုယုံကြည်သူအแทမှာကျွန်တော်တို့နှစ်ခုဟိုဆွဲကဖြစ်လေရှိတယ်ပေါ့နော်တစ်ခုကကျတော့ကျွန်တော်တို့ escapes escape sin ပေါ့နော်အဲ့ဒါကကျတော့ကျွန်တော်တို့ကဘုရားသခင်ရဲ့အလိုတော်ကိုအရန်လိုက်ခြင်းပဲဘုရားသခင်ရဲ့ ဖြစ်စေခြင်းနဲ့တန့်ရှင်းခြင်းကိုကျွန်တော်တို့အရန်လှုပ်ခြင်းနဲ့အတွက်ကြောင့်တခါတလေကျွန်တော်တို့ကလောကီမှာအသက်ရှင်နေလောကီလူတွေနဲ့ဆက်ဆံရတဲ့အောင်မိသွားပြီးတော့အဲ့ဒါတွေနဲ့အဝေးဆုံးထွက်သွားပြီးတော့ဖျားပဲတန့်ရှင်းခြင်းပဲရှာရှာလေးရှိရပါတော့အဲ့ဒါလည်းအင်မတန်မှလွဲမှားတဲ့အရာဆိုတာကိုဟိုဖော်ပြထားပါတော့နောက်တစ်ခုကကြတော့ဒီလောကလူတွေနဲ့ပဲဆက်ဆံပြီးတော့တန့်ရှင်းခြင်းကိုဆုံးရှုံးရတော့တဲ့အထိလောကနဲ့ရောထွေးသွားတာမျိုးဖြစ်သွားပါတော့အဲ့နှစ်ခုလုံးက ဒီကျွန်တော်ဘောเนาะဖခင်ဖခင်ရဲ့တန်ရှင်းသူတွေခွင့်ရှင်းတယောက်အနေနဲ့ဓာရီကနေကျွန်တော်တို့ကဟိုဓာရီအတိုင်းအသက်မရှင်ဘူးဘောเนาะအဲ့နှစ်ခုဘောเนาะအဲ့နှစ်ခုကတော့ဒီမှာတော့ဆာရေးဆရာသူဟိုဘယ်လိုပြောမလဲတိတိကျကျလေးနဲ့သူဟိုပေါ်ပြထားတဲ့ဟာလေးကိုကျွန်တော်ဘာသာပြန်ထားတာဘောเนาะကျွန်တော်တို့ကဒီလောကကြီးထဲမှာအသက်ရှင်ရတယ်သူတပောင်းကို serve လုပ်ရတယ်မြင်တွေ့ရတယ်ကျွန်တော်တတ်တည်တွေဖြစ်ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီလောကမှာအသက်ရှင်တာ အသက်ရှင်ပေမဲ့လေဒီလောကရဲ့ဘယ်လိုပြောမလဲလောကရဲ့စင်ခေါ်မှုလောကရဲ့ဆွဲငင်မှုနောက်ထဲမှာကျွန်တော်ပါသွားလို့မရဒါမဲ့ဒီလောကအိုက်တမ်မှာကျွန်တော်အသက်ရှင်ရတယ်ဒီလောကလူတွေနဲ့ပဲထိတိဆက်ဆိုင်ရအဲ့တော့ကျွန်တော်တို့ဟိုယုံကြည်သူတွေနဲ့အဲ့ဒီဟာကိုဟိုအရန်တတိပြုလို့လေလောကလူသားတွေကတော့လောကလူတွေတိုင်းမှာသူတို့နေထိုင်ကျင့်ကြံလို့ရတယ်မှန်တယ်ကျွန်တော်ကခရစ်ယာန်ဖြစ်တဲ့အတွက်ကြောင့်လောကယာတွေနဲ့လုံးဝဆက်ဆက်မှုမရှိဘူးလောကလူနဲ့ဆက်ဆက်မှုမရှိဘူးဆိုပြီးနေလို့မရဘူး ဘာဖြစ်လို့ဒီလူတွေကိုကျွန်တော်တို့က sub လုပ်ဖို့တပြန်နေထားတာဖြစ်တဲ့အတွက်ခုနပြောသလိုကျွန်တော်တို့ကယုံထွက်ပြီးတော့တန်ရှင်းခြင်းကိုလုပ်လို့မရသလိုသူတို့နဲ့ရောထွေးပြီးတော့ကိုယ့်ရဲ့တန်ရှင်းခြင်းကိုဆုံးရှုံးလို့မရမရဘူးပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘုရားသခင်ကဒီဝိပုယာကျမ်း7:45နဲ့တစ်ပေ7:56မှာပေါ့နော်သူရိုးရိုးရှင်းရှင်းလေးပေါ်ပြထားတာပေါ့နော်ဝိပုယာကျမ်းထဲမှာဆိုရင်ငါဒီတန်ရှင်းသောကြောင့် သင်တို့ဒီတန်ရှင်ခြင်းရှိကြပြီ။ဖခင်ကသူ့ရဲ့တန်ရှင်ခြင်းကိုကျွန်တော်တို့ယုံကြည်သူတယောက်ချင်းစီတိုင်းမှာလည်းအဲ့တန်ရှင်ခြင်းကိုရှိဖို့အတွက်ဖြစ်စေခြင်းလည်းဆိုတာဒီကျမ်းပိုက်ဖတ်ချင်ရပြီသိနိုင်ပေါ့နော်။နောက်တစ်ခုကကျတော့ဒီအဲဒီတပေတ55 56မှာဆိုငါဒီတန်ရှင်တော့ကြောင့်သင်တို့ဒီတန်ချင်းချင်းကြည့်ရပေါ့သင်တို့ကိုခေါ်တော်မူတော့သူဒီတန်ရှင်တော်မူသည့်ဤသူချင်းကြံပြုမှုသမ ्या တို့၌ တန်ရှင်းခြင်းရှိကြတော့အကြောင်းမူကငါဒီတန်ရှင်းတော်မူသောကြောင့်သင်တို့ဒီလည်းတန်ရှင်းခြင်းကြည့်ကြလို့ကျမ်းစာလာပြီဆိုတော့ဒီဒါဓမ္မတိော်ဓမ္မဟောင်းရောနှစ်နေရာလုံးမှာဖျားနေကျွန်တော်တို့တန်ရှင်းတဲ့သူတွေဖြစ်စေခြင်းလေဆိုတာဒါဟိုညင်းလို့မရဘူးเนาะတပိုင်းမှာမှန်သွားရင်ကျွန်တော်တန်ရှင်းခြင်းအတ္တတည်ဆောင်မှာမှန်ဒါပေမဲ့ကျွန်တော်တန်ရှင်းခြင်းအတ္တတည်ဆောင်ကိုခုနပြောသလိုလောကနဲ့ဆက်ဆံမဆက်ဆံပဲနဲ့ကျွန်တော်တို့တန်ရှင်းခြင်းကိုတည်ဆောင်လို့ရလားဆိုတော့မဟုတ်ဘူးဖျားနေဒီလူတွေ ဒီလောကလူတွေကြားထဲမှာကျွန်တော်တို့တန့်ရှင်းဖို့အတွက်တန့်ရှင်းစေဖို့အတွက်ကျွန်တော်တို့ဟိုဘယ်လိုမှမစေခိုင်းထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမ်းစာထဲမှာဆိုရင်လေးချက်နဲ့ပေါ့ကျွန်တော်သိနိုင်တယ်ပထမတစ်ခုကကျောဥပဒေဥပဒေအားဖြင့်ဆိုရင်တော့ကျွန်တော်တို့ဝိပ္ပယချမ်း78 3ကိုကြည့်မယ်ဆိုရင်အေဂရုပြည်ပေါ့နော်အီဂျစ်ပြည်မှာဖျားလူတွေကြုံခံနေတဲ့အချိန်မှာဖျားနေတာအမိတ်ပေးထားပေါ့နော်ဒီအီဂျစ်လူတွေရဲ့ကြင့်ကြံတဲ့အရာတွေသူတို့တွားနေတဲ့တရားလမ်းသူတို့ရဲ့ဒလိထုံးတန်းတွေကိုမင်းတို့မလိုက်နဲ့ ဟုတ်လားငါစီရင်ထားတဲ့အရာငါတန့်ရှင်းဖို့အတွက်ငါစီမံထားတဲ့အရာတွေအတိုင်းအသက်ရှင်ပါဆိုဖျန်းနေရလောအားဖြင့်ပေါ့နော်ဤသူတွေလားလူတွေကိုအမိတ်ပြီးခဲ့ပေါ့နော်နောက်တစ်ပိုင်းမှာကျတော့ prophet prophet အားဖြင့်လည်းဒီဒီအရာကိုဖျန်းနေရပြောခဲ့ပေါ့နော်အဲ့ဒါကျတော့ဒီရေစချီလာ7စနစ်မှာဆိုရင် အကြောင်းမူကားသင်တို့ဒီငါ၏ဖျက်ငါ၏ဖျားလန်းတို့မလိုက်ငါစီရင်ချက်တို့ကိုမဆောင်တင်တို့ပက်လက်နဲ့နေတော့လူမျိုးတို့ဤဒလိထုံတန်းကိုလိုက်ကြပြီဟုဆိုတဲ့ဆော့ ဘုရားသခင်ကကျွန်တော်တို့ဒီလောကထဲမှာရှိနေတာမှန်ပေမဲ့ဒီလောကမှာရှိနေတဲ့လောကီအရာတွေနဲ့ကျွန်တော်တို့ရောထွေးသွားဖို့လို့လုံးဝမဖြစ်စေချင်ဘူးဆိုတော့ခုနပြောသူလောအဖြစ်နဲ့သိနိုင်သူပရောဖက်တွေပြောအဖြစ်နဲ့သိနိုင်တယ်ပြီးတော့ယေရှုရဲ့ဟိုတီချင်းပေါ့နော်ယေရှုရဲ့တတ်တည်ခံခြင်းအဖြစ်နဲ့သိနိုင်အဲ့တော့မာသဲ6ရှစ်မှာ do not be like them ပေါ့သူတို့နဲ့မတူနဲ့ပေါ့နော်အဲသခင်ယေရှုပြောတယ်ပြီးတော့ယောမ7နှစ်မှာဆိုလဲရှင်ပေါလုကရိုမန်စီပေါ့နော် ယောမလူတွေကိုသူကပြောတယ်ပေါ့နော်သင်တို့ဒီလောကိပုံတနာမဆောင်ချမ်းနဲ့ကောင်းမြတ်တော်ရာနှစ်သက်ဖွယ်တော်ရာဆိုတော့ဒီကျမ်းပိုက်ထဲအတိုင်းပဲတန့်ရှင်းခြင်းဘုရားသခင်နဲ့တူခြင်းဆိုတဲ့အရာကိုတိဆောက်ဖို့အတွက်ဘုရားတင်ကဓမ္မဟောင်းကနေဓမ္မတိတိသူ့ရဲ့ယုံကြည်သူတန့်ရှင်းသူတွေကိုဒီလောကထဲမှာဖြစ်စေခြင်းနဲ့ရောက်သူဟိုရှင်းရှင်းလင်းလင်းပေါ့တိရအဲ့တော့ကျွန်တော်တို့ဒီလောကထဲမှာအသက်ရှင်နေဆိုတာတန့်ရှင်းခြင်းကိုကျွန်တော်အသက်တာတိဆောက်ပြီးတော့ဒီလောကထဲမှာကျွန်တော်တို့အလင်းနဲ့စားဖြစ်ဖို့အတွက်ဘုရားနဲ့အလိုတော်ရှိတယ်ဆိုတာ ရှေးဦးစွာပေါ့နော်အဲ့ဒါလေးပြောချင်တယ်အခုလက်ရှိအသင်းတော်ပေါ့နော်အသင်းတော်နဲ့ယုံကြည်သူတွေကိုစင်ခေါ်နေတယ်ပေါ့နော်စင်ခေါ်နေရဆိုကျွန်တော်တို့ရဲ့ value တွေကျွန်တော်တို့ရဲ့ Christian value တွေကျွန်တော်တို့ရဲ့ Christian culture တွေကိုဟိုဘယ်လိုပြောမလဲ against လုပ်နေတဲ့ trend ပေါ့နော် trends ဟို keep 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 ပေါ့ပေါ့ keep ပေါ့အရာလေးချက်ပေါ့ပေါ့နော်ဒီစာရေးဆရာနေပြီးတော့ဟိုသူရှင်းပြထားပေါ့အဲ့အရာလေးကိုကျွန်တော်ဒီမှာပြန်ပြီးတော့ဝင်ငါးချင်တယ်ပေါ့နော်အဲ့လေးချက်ကတော့ ျွန်တစ်ချက်ချင်းစီပြောတော့မယ်ပေါ့နော်ပထမတစ်ချက်တော့ pluralism ပေါ့နော် pluralism ဆိုတာ plural ဆိုတာအများကိန်းပေါ့နော်အဲ့တော့ ism ဆိုတာကျတော့ဝါဒနော်အဲ့တော့ pluralism ဆိုတာဝါဒအမျိုးမျိုးပေါ့နော်အဲ့တော့ ism နဲ့ပတ်သက်ပြီးတော့ဝါဒမျိုးမျိုးဘာတွေရှိလဲဆိုတော့ကျွန်တော်တစ်ချက်ပြန်စဉ်းစားကြည့်မယ်ဆိုရင် buddhism ism နဲ့ဆုံးတယ် buddhism ဖြစ်မယ် antheism ဖျားမဲဝါဒရှိမယ် communism ဖြစ်မယ် capitalism capitalism ရှိမယ်ပြောကြရင် ism တွေအများကြီးရှိတယ်ဒီအားတွေအားလုံးကလည်းသူတို့ရဲ့ value တွေသူတို့ရဲ့ respect ပေါ့နော်သူတို့သူတို့တွားနေတဲ့ပန်းတိုင်းတဲ့ရှိတယ်ကြတယ်အဲ ism တွေအကုန်လုံးကဥပမာဆို Buddhism မှာလည်းသူတို့ကျင့်ကြံအားဖြင့်သူတို့ကောင်းမှုကုသိုလ်ရမယ်ဆိုတော့နီလန်ရှိတယ်ကျွန်တော် Christian မှာလည်းရှိတယ်လို့ Muslim မှာလည်းရှိတယ်ပြောစင်တာအဲ့လိုမျိုး ism တွေမြောက်များစွာရှိနေတဲ့လောကကြီးထဲမှာကျွန်တော်တို့တွေက ဒီလိုလောကကြီးထဲမှာအသက်ရှင်ကြရမယ်ကျွန်တော်တို့ရဲ့ Christian value နဲ့ကျွန်တော်တို့ရဲ့ Christian ဖျားသခင်ကျွန်တော်တို့ပုံမှာထားထားတဲ့ဟိုယုံကြည်ခြင်းကိုကျွန်တော်ဘလောက် stand ပေါ့နော်ခိုင်ခိုင်မာမာကျွန်တော်ရက်တည်နိုင်မလဲဆိုတဲ့အရာကိုဟိုဒီမှာပြောချင်တာပေါ့နော်အဲ့တော့အဲ့ဒီ pluralism ကိုကျွန်တော်ယုံကြည်သူတွေကနေရင်းဆက်နိုင်မလို့ဘာဖြစ်ဆိုကျွန်တော်တို့ကခုကဟိုပြည်နယ်တွေတက်ကြတယ်ကျွန်တော်ကျောင်းတွေတက်ကြတယ်အမျိုးမျိုးတော့တငယ်ချင်းတွေရှိကြတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး အများကြီးကျွန်တော်အပြောခံရတာလေပြောချင်တာဒါလည်းမှန်တယ်လို့ရှိတယ်ဒါလည်းမှန်တယ်လို့ရှိတယ်ဒါလည်းမှန်တယ်လို့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူတယောက်အနေနဲ့ကျွန်တော်တို့ထဲမှာရှိတဲ့နှုတ်ဘွဲ့တော်တရားနဲ့တမန်တော်အစ်စ်မှန်ဘာလဲဆိုတော့ကျွန်တော်တို့ကခိုင်ခိုင်မာမာကျွန်တော်အသက်တာထဲမှာရှိဖို့လိုတာပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့တွေကဒီ pluralism ရှိနေတဲ့ဒီလောကကြီးထဲမှာကျွန်တော်တို့တွေကဘယ်ဟာတွေကကျွန်တော်တို့အတွက်ကျွန်တော်တို့ရဲ့ question ရဲ့ unique ဖြစ်တဲ့အရာတွေဘာတွေလဲဆိုတော့ကျွန်တော်တို့သိဖို့လိုတယ်ပေါ့နော်သူတို့နဲ့ကျွန်တော်တို့ ြောဆိုဆက်ဆံတဲ့အချိန်မှာဆိုကျွန်တော်တိဖို့လိုတယ် Christianity ပေါ့တခြားဝါဒတွေအကုန်လုံးရှိတယ်ဒါပေမဲ့သူတို့ဝါဒအတိုင်းမှာဟို finality ပေါ့နော်ပြီးပြီးဆုံးပြီးပြီးဆုံးခြင်းဆိုတဲ့အရာမရှိဘူးပြောစင်တာလေဖျားသခင်ကကျွန်တော်တို့ဒီကျွန်တော်ယုံကြည်သူဖြစ်ဖြစ်ဖြစ်ခြင်းအရာပေါ်မှာကျွန်တော်တို့ပိုးပယ်နေတဲ့သခင်ယေရှုခရစ်တော်ကြတော့ကျွန်တော်တို့အပြစ်ကိုစားအသေးခံပြီးတော့ကျွန်တော်တို့ကယ်တင်ပြီးထာဝရလမ်းပြောချင်တာနောင်ဘဝအတွက်ပါ အပီးသက်ပြီးဆုံးအောင်ဟိုလှုပ်ဆောင်သွားတဲ့ဆိုတဲ့ဟိုဘယ်လိုပြောမလဲစိတ်ချကဲတင်ခြင်းကတခြားနေရာမှာမရှိကျွန်တော်ခရစ်ယာန်မှာပဲရှိတယ်ကျွန်တော်ယုံကြည်သူတွေမှာပဲရှိတယ်ဆိုတာအရင်ဆုံးသိစေချင်တယ်ပေါ့နော်အဲ့တော့ဂျန်နဲ့အစ်စင်မျိုးကျွန်တော်လက်ခံလိုက်တယ်ဒါမှမဟုတ်နားယောင်မိလိုက်ပြီဆိုတော့လည်းကျွန်တော်တို့ကကျွန်တော်တို့ fake ကိုဟိုကျွန်တော်တို့ယုံကြည်မှုကိုသွားပြီးဟိုလှုပ်ခတ်စေတယ်လို့ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ယုံကြည်မှုကိုကျွန်တော်တို့ခိုင်မာဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်တယောက်အနေနဲ့ကျွန်တော်တို့လုံးဝသူများနဲ့မတူဘဲနဲ့ကျွန်တော်တို့မှာထူးထူးခြားခြားဖြစ်ဖြစ်စေတဲ့အရာကတော့ပထမဆုံးကတော့သခင်ယေရှုခရစ်တော်ရဲ့ဟိုဘယ်လိုပြော incarnation ပေါ့ incarnation ဆိုတာဖျားလဲဖြစ်တယ်လို့လူသားလဲ100%ဖြစ်တယ်ဆိုတဲ့အရာပေါ့နော်အဲ့ဒါကျွန်တော်တို့ရဲ့ uniqueness ပေါ့နော် uniqueness ဖြစ်တယ်ပြီးတော့ဖျားသခင်ကကျွန်တော်တို့လူသားအလုံးအတွက်သခင်ယေရှုခရစ်တော်အသေးခံတယ် လူသားအားလုံးရဲ့ဖြစ်ကိုတော့ယူပြီးတော့အသေးခံတယ်ဆိုတော့ဟိုအရာကဘယ်ဘယ် ism ဘောနော်ဘယ်ဝါဒမှာမှမရှိဘူးကျွန်တော်တို့ယုံကြည်သူစစ်မှန်တဲ့ Christian မှာပဲရှိတဲ့ဒီအရာတခုဖြစ်တယ်ဆိုတော့အဲ့ဒီအရာကိုကျွန်တော်ကောင်းကောင်းသိတယ်ဆိုရင်ဟိုဘယ်အရာပဲလာလာကျွန်တော်တို့ဟိုဘယ်လိုမှမစိတ်တွေကြိုင်သွားစရာမလိုဘူးဗောနော် ပြီးတော့ဒီတည်ခြင်းမြစ်စုမှန်ကိုအောင်မြင်တယ်ဆိုတာလေကျွန်တော်တခင်ယေရှုခရစ်တော်မှာပဲရှိတယ် ။တခြားလူတွေတေးရတေးရနဲ့ပြန်ထားတယ်ဆိုတော့မန်တယ်ဒါပေမဲ့ပြန်တေးသွားတယ်။ဒါပေမဲ့တခင်ယေရှုကတေးခြင်းမျက်စုမှာအောင်မြင်တယ်ဆိုတော့ဒီယာတွေကကျွန်တော်ရဲ့ Christian value ကိုဟိုဘယ်လိုပြောမလဲအခြေခံစေတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဒီယာတွေကိုကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲရှိနေဖို့လိုတယ်ဗောနော်ကျွန်တော်တို့ဒီ pluralism ကြားထဲမှာကျွန်တော်တို့ကြောင်ပြောက်မသွားအောင်ဗောနော်အဲ့ဒီအရာတွေကျွန်တော်တို့ရှိဖို့လိုလဲဒီလောကထဲမှာကျွန်တော်တို့အဖြစ်တွေကိုကယ်တင်ဖို့အတွက် ကျွန်တော်တို့ကိုကောင်းရာ သူပတိဗောနော်ဒီကယ်တင်ရာလမ်းကို ကဲတင်ရလမ်းပို့ဆောင်ပေးဖို့အရေးချင်းအပြည့်အစုံကလည်းတကင်ရှုဖွတ်တော်ကလွဲပြီးတခြားလူမရှိဘူးဆိုတာအော်တိထားဖို့လိုတယ်ပေါ့နော်ဒီကမ္ဘာသမိုင်းတွေမှာဆိုတော့ Alexander the Great ပြောချင်တာ the great the great ဆိုပြီးတော့တကယ်ကြော်ကြားတဲ့လူတွေ the great the great လို့မျိုးမျိုးရှိကြပြောချင်တာ Alexander the Great Napoleon the Great ပြောချင်စစ်သူရဲကောင်းတွေသူတို့ကတကယ်ကိုကြီးမြတ်တဲ့သူတွေပေါ့နော်ဒါပေမဲ့ယေရှု Jesus the Great မဟုတ်ဘူး Jesus ကတော့ only ပေါ့နော် Jesus is the only way ဖြစ်တယ်ဆိုတဲ့အရာကျွန်တော်တို့ရဲ့ uniqueness ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုပထမဆုံးတစ်ချက်အနေနဲ့အဲဒီ plural pluralism နဲ့ပတ်သက်ပြီးတော့ဟို single မှုတွေရှိနိုင်တယ်ဆိုတဲ့အရာကိုဟိုပြောပြချင်တယ်ဒုတိယတစ်ချက်ကကျွန်တော် materialism ပေါ့နော်ဒါကကျတော့ရုပ်ပိုင်းဆိုင်ရာဝတ္ထုဟိုတတ်မှတ်ဆွဲလန်းခြင်းပေါ့နော်အဲ့ဒါအော်လဲဒီဒီစာရေးဆရာအနေနဲ့ပေါ့နော် ကျွန်တော်တို့ကဒီ materialism ပေါ့ဒီရုပ်ဝတ္ထုတွေပြည့်နှက်နေတဲ့ဒီလောကကြီးမှာနေတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရုပ်ဝိထုနဲ့ကင်းကွာပြီးကျွန်တော်တို့အသက်ရှင်လို့မရဘူး။ဒါဆိုရင်ဒီဟိုဖရားအကြောင်းမှာကျွန်တော်ဖရားရှိခိုးဖို့ဆိုလို့မိုက်တွေ၊ music တွေလိုတယ်။မျိုးမျိုးလိုကျွန်တော်အိမ်တွေလိုတယ်၊နေဖို့စားဖို့တွေလိုတယ်၊ပစ္စည်းတွေလိုတယ်။ဒါပေမဲ့ကျွန်တော် materialist မဖြစ်မိဘူးပဲနော်။ materialist ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ကဒီပစ္စည်းဒီရုပ်ဝိထုတွေအတွက်အသက်ရှင်တဲ့အသက်တာဖြစ်သွားတယ်။အဲ့တော့ဒီရာလည်းအခုယနေ့ခေတ်အတင်းတော်နဲ့ယုံကြည်သူတွေကိုဘယ်လိုပြောမလဲ။ challenge ဖြစ်စေတဲ့အရာပေါ့နော်လို့ဟိုဘယ်လိုပြောမလဲစိန်ခေါ်နေတဲ့အရာဖြစ်တယ်အခုအဲဒီကျွန်တော်တရားဟောချက်တွေလည်းကြားမှာပေါ့နော်ဒီဒီပိုင်ဆိုင်မှုတွေဒီဒီလိုမျိုးချမ်းသာရမယ်ပေါ့နော်ဒီပစ္စည်းပိုင်းဆိုင်ရာ materialism ပိုင်းဆိုင်ရာကို emphasize လုပ်ပြီးဟောတဲ့တရားဟောချက်တွေလည်းကျွန်တော်တွေ့အောင်ဒီဟာကဘုရားနေဒီ material နေနဲ့ကျွန်တော်တို့ဘုရားနိုင်ငံတော်အတွက် blessing ဖြစ်ဖို့တော့ဘုရားအလိုတော်ရှိတာမှန်ပေမဲ့ဒါတွေနဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရပေါ့နော် ကျွန်တော်တို့ရဲ့ Christian life ကျွန်တော်ရဲ့ spiritual life ပေါ့နော်ဒီ ဝိညာဉ်ရေးရဆိုင်ရမှာအားနေတော့ဘုံမဖြစ်စီဘူးတော့ဖျားနေဟာဟိုအမြဲတမ်းတတိပေးနေတယ်ဆိုတော့ကျွန်တော်သိဖို့လိုတယ်ဘောနော်ဒါနဲ့ပတ်သက်ပြီးတော့ယေရှုကလည်းဒီဟိုဘန်နာကိုကမ္ဘာမှာဟိုဘယ်လိုမတူနဲ့ဘောနော်ကောင်းကင်နိုင်ငံမှာတူထားပါဆိုပြီးတော့နောက်ကဘတော်မှာလည်းပြောခဲ့သလိုရှင်ပေါ်လူဆိုရင်လည်းသူ့ရဲ့ experience အားဖြင့်သူကယူရှင်းတဲ့အသက်တာရက်ရောတဲ့အသက်တာနဲ့ရောင်ရဲတင့်တိမ်တဲ့အသက်တာကိုသူဟိုနေပါဖို့အတွက်သူ ဟိုဘယ်လိုပြောမလဲနိုးစော်ခဲ့ပေါ့နော်သူဟိုပြောကြားခဲ့တယ်ဆိုတော့ကျွန်တော်သိရပေါ့နော်အဲ့တော့ဟိုနောက်ဘက်တော့အဖြစ်ဆိုရင်တော့ဟိုရှင်ယောဘဝိတ္ထုတဲမှာဆိုရင်ယောဘကိုယ်တိုင်ဒီသူက materialism တွေနဲ့ material နဲ့သူချမ်းသာတဲ့တထည်ကြီးဖြစ်ပေမဲ့လည်းသူ့ရဲ့ဝိညာဉ်ရေးရနဲ့သူ့ရဲ့အတ္တဓာတ်တော့အမြဲတမ်းဖျားနဲ့ခေါင်းနဲ့ဖြစ်နေပြောစရာဒီ material အများကြီးသူပိုင်ဆိုင်နေပေမဲ့အဲ့ဒီပုံမှာသူက သူ့ရဲ့ယုံကြည်ခြင်းနဲ့အသက်ရှင်ခြင်းမဟုတ်ဘဲနဲ့ तू ကအဲ့ဒါတွေစာတန်းနေပြီးတော့ဖြက်စီးသွားတယ်အကုန်လုံး तू ဘာမှမရှိရင်တော့မင်း तू ဖျောက်ဆက်ပြီးချီးမွမ်းနိုင်တယ်လေ तू ပြောရလေ तू မွေးလာတဲ့အချိန်မှာလဲ तू ဘာမှမပါပဲမွေးလာတကယ်ဆုံးတည်သွားတဲ့အချိန်မှာလဲ तू ဘာမှမပါပဲတည်သွားမှဖြစ်တဲ့အတွက်သူ့မှာဟိုဖျားဟို तू ညီးသွားစရဘာမှမရှိဘူးဆိုပြီးနှုတ်ခွတော်ထဲမှာတည်ရတဲ့အတွက်ကြောင့်ကျွန်တော်အခုယုံကြည်သူတွေအနေနဲ့လဲကျွန်တော်ဒီလောကမှာကျွန်တော်ပစ္စည်းတွေပိုင်ဆိုင်မှုတွေကျွန်တော် လိုအပ်တာမှန်တယ်ဒီဟာတွေကလည်းဖျားနိုင်ငံတော်အတွက်ကျေပြန့်ဖို့အတွက်ဖြစ်ဖြစ်စေဖို့အတွက်သွားတယ်ဆိုတော့ကိစ္စမျိုးဒါမှမဟုတ်ကိုရီးယားအဲ့ဒီအတဲ့အရာတွေကိုလူချင်းတတ်မှတ်တဲ့စိတ်ဖြစ်လာပြီးဒီဟာတွေကိုဦးစားပေးမှုဖြစ်လာပြီးဆိုဒီဟာတွေကိုကျွန်တော်တို့ပြန်ပြီးတော့ဟိုဖျားလို့တော့မရှိဘူးဆိုတော့တိဖို့အတွက်အဲဟိုပြောကြားခြင်းနဲ့ပေါ့နော်အဲတတိယတစ်ချက်ကကျတော့ ethical relativism ပေါ့နော်ဒါကတော့ကိုယ်ပိုင်ဆန်နှုန်းကျင့်မူဝါဒပေါ့နော် ဲ့ဒါကြောင့်ဘယ်လိုပြောမလဲအခုလက်ရှိလူငယ်တွေဂျားထဲမှာတာမကတော်တော်များများမှာဒီဒီ culture အရာပေါ့ဗောနော်ယဉ်ကျေးမှုအရာရောဒီဟာကဟိုအသင်းတော်မှာလည်းအနည်းနဲ့များဟိုပါဝင်ပတ်သက်နေတယ်လူမျိုးတွေနားမှာလည်းပတ်သက်သူကကြောင့်ဘယ်လိုပြောမလဲဆိုတော့သူက me is depend more ပြောချင်တာ depend သူဟိုဘယ်လိုပြောမလဲဒီဟာကနားလေအယူရှင်းဆုံးနားလေအောင်ပြောရမယ်ဆိုတော့ လုံးဝ absolute ပေါ့နော်လုံးဝမန်ကန်တဲ့အမှန်တရားဆိုတာမရှိတော့ဘူးလူတွေရဲ့ခံစားချက်နဲ့လူတွေကမန်တယ်ထင်တဲ့အရာပေါ်မှာတတ်မှတ်တဲ့ဝါဒတွေပေါ့နော်ဥပမာဥပမာယောမမနေယောမမနေယောမလို့ချင်းအဲဟိုဒီမနေရဲဆိုဒီပုံစံဟိုမနေရဲဆိုဟိုပုံစံဒီတရားဒီ feeling ဖြစ်တဲ့ကြောင့်ဒီဟာလောက်တာသူသူအနေနဲ့ဒီဟာလောက်တာမှန်လို့သူလောက်လဲပြောချင်တာသူတို့ရဲ့ stand မော်တော့သူတို့ရဲ့ base ယူတဲ့ဟာကနှုတ်ကွက်တော့မဟုတ်သူတို့ရဲ့ feeling တွေရှိမယ်သူတို့ရဲ့အသက်ပညာတွေရှိမယ်သူတို့ရဲ့ခံစားချက်တွေရှိမယ်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့အနည်းဆက်ဆုံးပြောရမယ်ဆိုတော့ဒီဟို sexual ပေါ့နော်ဒီ marriage နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါအထူးသဖြင့်ဒီအနောက်တိုင်းမှာဆိုရင်တော့သူတို့က marriage ကိုအလောက်ထိတန်ဖိုးမထားတော့ပြောချင်တာသူတို့ living together နေတယ်ဒီဟာကိုသူတို့တန်ဖိုးမထားတော့ဒါနဲ့အတူပို့ပြီးတော့ ပို့ပြီးတော့ခံစားချက်တွေဦးစားပေးလာတဲ့အညောင် LGBT တို့ဒီ same sex ပေါ့နော်ဒါသူတို့ချစ်နေတဲ့အရာမားတယ်လို့လည်းမထင်ဘူးလေသူတို့အနေနဲ့မားတယ်လို့လည်းမထင်ဘူးဒီဟာတကယ်လဲချစ်နေတာမြစ်တာလဲပါတယ်ဟိုသူများနေချစ်တာထက်တော့ဒီဒီပေါ့နော်ဒီဟိုဘယ်လိုကောင်ယောက်ျားနဲ့မိန်းကလေးချစ်တာထက်တော့သူတို့ same sex ချစ်တဲ့အရာပို့ပြီးတော့တကယ်ပဲအားကြချင်စရာဖြစ်တော့တဲ့အထိကို အခုကတကယ်ကိုသူတို့တွေကအမျိုးမျိုးရှိလာလေပြောချင်တာဒီရတဲ့အားလုံးကအဲ့လိုမျိုးဘယ်လိုပြောမလဲကာချာရကောအဲ့လိုမျိုးကိုယ့်ရဲ့ feeling တွေရအောင်အဲ့လိုဝါဒတွေပေါ်လာတော့အခုဟို pronoun စီလဲဟိုလူငယ်တွေတော့သိကြမှထင်တယ်နော် he she he him uh, she uh, they them ပြောချင်တာသူတို့ကိုဘယ်လို pronoun သုံးပေးပါပြောချင်တာသူတို့ယောက်ျားဖြစ်ခြင်းမိန်းမဖြစ်ခြင်းအပေါ်မှာသူတို့ရက်တည်တာမဟုတ်ပဲသူတို့ feeling မှာငါတို့ယောက်ျားလို့ခံစားဆိုငါတို့တော့ he she အာ he he him နဲ့ခေါ်ပေးပါပြောချင်တာဘာမှအမှန်တရား basic ဆိုတာမရှိတော့ဘောနော်အဲ့ဒီအချိန်မှာကျွန်တော်ယုံကြည်သွားအဲ့လိုမျိုးဟိုလောကကြီးမှာကျွန်တော်တို့ကအဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ရှိနေရတာဖြစ်တယ်လို့ကျွန်တော်တို့တွေကရောဘလို့အဲ့ဒီအရာတွေအကန့်စလုပ်တင်တယ်ဒီအရာတွေကျွန်တော်ဘလို့ပိုင်တွင်တင်တယ်လဲဆိုတဲ့အရာကိုအမ်ပြောပြရမယ်ဆိုတော့အဓိကကျွန်တော်ကနှုတ်ကပတ်တော်တရားပေါ်မှာယက်တည်နေဖို့ပဲနှုတ်ကပတ်တော်တရားယက်တည်နေရဆိုတော့နှုတ်ကပတ်တော်ကိုတည်ယုံနေမရဘူး obedience ပေါ့နော်ကျွန်တော်နှုတ်ကပတ်တော်ကိုနာခံဖို့လို့ကျမ်းစာထဲမှာတချို့လူတွေတော့ပြောကြတယ်ဒီ LGBT နဲ့ပတ်သက်ပြီးတော့ယေရှုကဒီကျမ်းစာထဲမှာကိုတိတိကျကျပြောထားတာမရှိဘူးဘာညာငင်းကြပေါ့နော်ဒါပေမဲ့ယေရှုကရိုးရိုးရှင်းရှင်းပြောပြောနေတိုက်ရိုက်ပြောစရာမလိုဘုရားသခင်ကစဖန်ဆင်းကြတဲ့ကွာအမျိုးသားနဲ့အမျိုးသမီးကိုဖန်ဆင်းတယ်သူတို့နှစ်ယောက်တကယ်လို့လက်ထပ်တယ်ဆိုရင်လေအမျိုးသားကသူ့ရဲ့မိသားစုခွာပြီးတော့သူလာတယ် အမျိုးသမီးကလည်းသူ့ရဲ့မိသားစုတွေအကုန်လုံးခွာပြီးလာပြီးနှစ်ယောက်ကတယောက်ဖြစ်သွားတယ်ဆိုတာပြောချင်တာဒါပေမဲ့အဲ့ဒီ value အဲ့ဒီအရာနှုတ်ကပတော်တရားဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေကအဲ့ဒီဟာကို base ယူအောင်အဲ့တော့ကျွန်တော်တို့အဲ့ဒီ base မယူသေးရင်ကျွန်တော်တို့ဒီလောကကြီးမှာကျော်ဩသူလည်းသူခံစားချက်ရှိမှာပါအော်ကျွန်တော်ရောရောင်ပြီးလိုက်သွားတယ်ဩသူ feeling မှန်ပါတယ်ဩသူလည်းအဲ့လိုဖြစ်ချင်လို့မှမဟုတ်တော့ဒါဘုရားလိုတော်တော်ရှိချင်ရှိမှာပဲသူတို့ဒီလိုယောက်ျားချင်းကြိုက်တာဆိုတာပြောချင်တာကျွန်တော်တို့အဲ့ဒီနားလေပေးမှု အဲ့ဒီ compromise သွားသွားပြီးနောက်ဘက်တော့တရားမမောင်ကကျွန်တော်တို့ကအပေးယူသွားသွားလုံးပြီးတော့ကျွန်တော်တို့ရဲ့ Christian value တွေရော့ရွေးလာပြီးတော့ဒီ church ပေါ့နော်ဖခင်ဖခင်ဒီအသင်းတော်ရဲ့ authority လေးရော့နေလာပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒါတွေကိုခုနပြောသလိုစင်ချင်နိုင်မှုကကျွန်တော်တို့ရိုးရိုးရှင်းရှင်းလေးပဲဖခင်တခင်နောက်ဘက်တော်တရားကိုတည်ပြီးတော့အဲ့ဒီနောက်ဘက်တော်တရားအဲ့ဒီနောက်ဘက်တော်ကိုကျွန်တော်နာခံဖို့ပဲလိုရောနော် obedience ရှိဖို့ဖခင်တခင်ဒါပြောတယ်ဆိုဒါပဲကျွန်တော်တို့ကတခြား ရွေးချယ်စရာမရှိဘူးအခါတည်းကျွန်တော်ဟိုကြားဖို့မှာအာသူမှဟိုမယုံကြည်သူကြားထဲမှာဟိုယုံကြည်သူတောင်းနေအသက်ရှင်ရခက်ခဲလိုက်တာရွေးချယ်မှုတွေအရန်ခက်ခဲတယ်ပေါ့နော်ဟိုကလည်းအားနိုင်ရတယ်လို့တကယ်တမ်းကျတော့ကျွန်တော်တို့ခရစ်ယာန်စစ်မှန်တဲ့ခရစ်ယာန် radical ပေါ့နော်သူပြောတာ radical ဆိုတဲ့စကားလုံးကိုသူဒီဘက်မှာလက်ဖွင့်တာ radical ဆိုတာတဲ့ latin words ပေါ့နော် latin စကားလုံးရဲ့ radix ဆိုတဲ့ စကလုံးကနေဆင်းသက်လာအဲ Reddit ဆိုရဲ့အတိတ်ပဲအရအမြင့်ပေါ့ပြောချင်တာ Radical Christian ပြောလိုက်ပြီဆိုကျွန်တော်တို့ကစစ်မှန်တဲ့အမြင့်တွေတဲ့ Christian တယောက်အနေနဲ့ဒီလောကမှာကျွန်တော်တို့တွေက decision ချဖို့ဆိုတော့အဲ့လောက်ထိမခက်ခဲဘာဖြစ်လို့ဆိုတော့ကျွန်တော်တပိုင်းမှာဖျားတခင်အလိုလိုပြက်ပြက်သားသားတိနေနေတာဖြစ်နေတခါဒီကျွန်တော်တို့ကဟိုဒီဟာဟိုတငယ်ချင်းနဲ့ဒီနေရာလိုက်တော့ဒီမကောင်းအာသူတို့ဟိုကလပ်သွားမယ်ပြင်ပြင်ဘာသွားမယ်ပြင်ခေါ်တယ် အဲ့တော့ align နေချင်မှာကျွန်တော်အော်ခုချင်တော့မယ်ဝန်ရှိတော်မလားပြန်တော်မလားဒီမှာအရန်ဖြတ်ခဲတယ်လို့လူငယ်ကြီးညီးကြတယ်လေတခါတလေအော်ဒါလူမှုရေးရအဲ့လိုမျိုးညီးရတကယ်တမ်းကျတော့စစ်မှန်တဲ့ question တယောက်အနေနဲ့ရွေးချယ်စရာအလောက်ဒီမှာခက်ခဲကျွန်တော်မှ right and wrong နှစ်နှစ်ခုပဲရှိတယ်ဖခင်ရဲ့နှုတ်ဘတော်အတိုင်းမဟုတ်ဘူးဆိုကျန်တာအကုန်ကလောကီအရာတွေပဲအဲ့တော့ကျွန်တော်တို့ရွေးချယ်စရာအင်မတန်မှလွယ်တဲ့ဟိုလောကမှာနေနေရတာဖြစ်တဲ့အတွက်ကြောင့်ရွေးချယ်စရာအလောက်ဒီမှာခက်ဘူးဆိုတော့ တိဖို့လို့ကျွန်တော်တို့ပြက်ပြက်တတဖြစ်ဖို့ပဲလို့တာကျွန်တော်တို့ဟိုခရစ်ယာန်တယောက်အနေနဲ့ပေါ့နော်အဲ့ဒါကိုပြောကြချင်တယ်နောက်ဆုံးနံပါတ်၄ချက်တော့ narcissism ဆိုပေါ့နော် narcissism နဲ့ပတ်သက်ပြီးတော့ဒီဟာကျတော့အတ္တအတ္တအတ္တပိမာဝါဒလေအတ္တပိမာဝါဒဆိုတော့ self love ပေါ့နော်ကိုကိုကိုချစ်တဲ့စိတ်ကိုကိုကိုချစ်တဲ့စိတ်ဆိုတာဟို self care လို့တော့ပြောချင်တာမလို့ကိုကိုကို view ဆိုင်ရကွာ ကိုကိုကိုကြမ်းမအောင်နေတာမျိုးကိုပြောချင်တာမဟုတ်ဘူးကိုအတွက်ပဲကိုကြည့်တာပေါ့နော်ကိုအတွက်ပဲကိုကြည့်တာဒီအရာကလည်းအခုလက်ရှိအခုလက်ရှိ transfer ရဆိုအသိန်းတော်ရောယုံကြည်သူတွေရောဒီစိန်ခေါ်နေတဲ့အရာထဲမှာလည်းပါတယ်လို့ဒီစာရေးဆရာရေးထားတာပေါ့နော်ဒါကဒီ narcissism narcissism ဆိုတဲ့စကလုံးဖြစ်ပေါ်လာတဲ့အကြောင်းအရာကျတော့ greek ဒီ greek ပုံပြင်ထဲမှာ narcissus ဆိုတဲ့အရန်ချောတဲ့ ယောက်ျားပေါ့နော်အမျိုးသားတယောက်သူသူသူ့ကိုအမိဆောင်ပြီးဒီဟာဖြစ်လာပေါ့နော်အဲ့ပုံမြင်ထဲမှာ तू ကအရန်ချောတော့ तू တနည်းကြောင့် तू တွားနေနေဆိုရေအိုင်လေးကိုမြင်တာပေါ့နော်ရေအိုင်လေးကိုမြင်တဲ့အချိန်မှာသူ့ရုပ်သူမြင်တာသူ့ရုပ်သူမြင်ပြီး तू ကြည့်ပြီးတော့အရန်ချက်သွားတော့သူ့ကိုသူအရန်ချက်သွားတယ်မအေးရုပ်ကိုကြည့်ပြီး तू ချင်းချင်းလဲအဲ့အပေါ်က तू နှိမ့်မြုပ်ပြီးတော့အဲ့ဒီရေအိုင်မှာ तू ရင်နစ်တယ်ပေါ့အဲ့တော့သူ့ရုပ်သူချစ်လုံးချစ်လုံးပြီးတော့ကြည့်ကြည့်နေအဲ့ဒါ ဲ့ဟာသူဆွဲဆွဲငင်ပြီးတော့သူအဲ့အဲ့မှာရေနေပြီးတည်သွားအဲ့အဲ့ဒီဟာအကြောင်းပြုပြီးတော့ narcissism ဆိုပြီးတော့ပေါ်လာပေါ့ပြောချင်တာကို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 အတွက်ပဲကြည်ပြီးတော့ဟိုအသက်ရှင်ခြင်းပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့တခါတည်းကျွန်တော်တို့ကအဲ့တမဟိုဘယ်လိုပြောမလဲအော်ကိုတက်ကိုကြည်တာမဟုတ်ပါဘူးတမအဲ့လိုမျိုးဒါကျွန်တော်ပြောပြင်မယ်တပိုင်းမှာကျွန်တော်ငါငါဆိုတဲ့ဂုံမာဂုံ ဂုံဒီမာမနာတွေကျွန်တော် ရှိတယ်ပေါ့နော်ခုနဆရာကြီးလည်းဒီမနက်ပြောတော့ဆိုမာမနာတွေရှိနေတတ်ကြတယ်လူတွေမှာလေအဲ့တော့ဘုရားသခင်ကဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘာဖြစ်စီခြင်းလဲဆိုတော့ तू ကတော့ဘုရားကလည်းကျွန်တော်တို့ချစ်တဲ့အတွက် ကြောင့်သူ့ရဲ့သားတော်စေလို့တို့သခင်ယေရှုခရစ်ကလည်းကျွန်တော်တို့ချစ်တဲ့အတွက်ကြောင့်သူ့ရဲ့အသက်ကိုစတည်ရဖြစ်တဲ့တို့ဒီဟာကျွန်တော်တို့ရဲ့ဆန်နှုံးဖြစ်တယ်ပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကသူတစ်ပါးအတွက်ကျွန်တော်တို့အသက်ရှင်နေတာဖြစ်တယ်ဒီလောကကြီးမှာကိုယ့်အတွက်ကျွန်တော်တက်ရှင်နေမှာမဟုတ်ကျွန်တော် ူတစ်ပါးနဲ့ဖြစ်စီလို့တဲ့ဟာပုံနဲ့ဖြစ်စီလို့တဲ့အတိုင်းသူတစ်ပါးနဲ့ပြုကြလောပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့ neighbor ကိုချစ်ဖို့တော့ပဲဖျားနေရပြည့်ညတ်ထဲမှာပြောထားတာဖြစ်တဲ့ကြောင့်ဒီလောကကြီးမှာကျွန်တော်အသက်ရှင်နေဆိုတာကျွန်တော်တို့အတွက်လုံးဝမဟုတ်ဘူးဆိုတာယုံကြည်သူတွေအနေနဲ့သိဖို့လိုတယ်ပေါ့နော်ကျွန်တော်အသက်ရှင်နေဆိုတော့သူတစ်ပါးအတွက်ဒီတော့ဘုရားအတွက်အသက်ရှင်နေဆိုတော့ကျွန်တော်သိဖို့လိုတယ်ပြီးတော့ Christian တွေကတော့အချစ်နဲ့ပတ်သက်လာရင်တော့အတိဆုံးလူတွေဖြစ်ရကျွန်တော်တို့တွေကချစ်ချင်းတရားနဲ့ပတ်သက် ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကောကွယ်နေတဲ့ဘုရားသခင်ကချစ်ခြင်းမေတ္တာဖြစ်လို့ဖြစ်တယ်။အဲတော့ကျွန်တော်တို့အချစ်နဲ့ပတ်သက်လာရင်ကျွန်တော်တို့တွေက expect ဖြစ်နေရမှာ။ပြောချင်တာလောကီအချစ်ပြောချင်တာမဟုတ်ဘူး။အကဘယ်အချစ်ကိုပြောချင်တာပေါ့နော်။အဲ့တော့စာရေးဆရာကြောက်လဲဒီတန်းမှာရေးထားမှာเนาะ तू อ่ะ missionary လုပ်နေတဲ့ तू စာတခု तू စာရေးတခုလုပ်တယ်အဲ့ဒီအရလေးကျွန်တော်အင်္ဂလိပ်လိုတခြားပြောချင်တယ်เนาะ who loves not live not တဲ့မချစ်တတ်တဲ့လူဟာအသက်မရှင်တာနဲ့အတူတူပဲဘောเนาะ အဲ့တော့ကျွန်တော်တို့ချစ်ဖို့အတွက်ချစ်ခြင်းအရာကဒီလောကကြီးထဲမှာအမှုမြတ်ဆုံးအရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါလည်းဘုရားသခင်စီကချစ်ခြင်းမြတ်တာကိုပဲပြောစီခြင်းတာဖြစ်တယ်ပြောခြင်းတာဖြစ်တယ်ပေါ့နော်အဲ့တော့ခုနပြောတဲ့ဒီ narcissism တကူကောင်းတကူကိုအတွက်ပဲကိုကြည့်တယ်ကိုကိုကောင်းဖို့အတွက်ပဲတခါတည်းကိုကိုရဲ့အတောက်ပဲဦးစားပေးမိတဲ့အရာလည်းအများကြီးဟိုဘယ်လိုပြောမလဲဟို question question ဘယ်လိုပြောမလဲရင်းချက်မှုကိုနောက်နေစေတဲ့အရာဖြစ်တယ်ဆိုတော့ဒီလေးချက်ပေါ့နော်ဒီ trans လေးချက်ကိုဟိုအဓိကကျွန်တော်ဒီနေ့ဝင်ကားချင်တာဖြစ်တယ်အဲ့ဒါကိုကျွန်တော်အတူချုံနေနဲ့နောက်ပြန်ချုံလိုက်တဲ့အချိန်မှာဒီလေးချက်ကိုပြန်ပြီးတော့ကျွန်တော် counter culture ပေါ့နော်ဒီအရာကိုကျွန်တော်ဘယ်လိုပြန်ပြီးတော့အသင်းတော်အနေနဲ့ဘောယုံကြည်သူတယောက်တည်းအနေနဲ့ဘယ်လိုပြန်ပြီးတော့ဒါကိုတွန်းလှန်ရမလဲဆိုတော့ကျွန်တော်အတူချုံနဲ့အချင်းချင်းပြန်ပြောရမယ်ဆိုရင် pluralism ကိုကျတော့ကျွန်တော်တို့က ဘလို့ကျွန်တော်ခုနပြောတဲ့ pluralism ကခုနပြောတဲ့အတိုင်းပဲ ism တွေအများကြီးရှိတယ်အားလုံးကလည်းသူတို့ကဲတင်ချင်းရမယ်ဆိုတဲ့အရာရှိကြတယ်အသီးသီးအဲ့တော့ကျွန်တော်တို့ရဲ့အဲ့ဒီအရာကိုတိုက်ဟိုကြော်လောင်းနိုင်ဖို့ကျတော့ကျွန်တော်တို့ရဲ့ uniqueness ပေါ့နော်ကျွန်တော်တို့ရဲ့ထူးခြားမှုတခင်ယေရှုရဲ့ထူးခြားမှုကိုကျွန်တော်တို့ကတိပြီးတော့အဲ့ဒီပုံမှာကျွန်တော်မမမမယက်တည်ဖို့ယက်တည်ခြင်းအပြင်အဲ့ဒီ pluralism ကိုကျွန်တော်တို့တွန်းလှန်ဖို့ဖြစ်တယ်ပြီးတော့ materialism ကိုကြတော့ကျွန်တော်တို့ကနောက်ဖွဲ့တော်ထဲမှာကျွန်တော်တို့ဒီလောကကြီးမှာအသက်ရှင်နေဆိုတာကျွန်တော်တို့ လို့ပြောရမလဲဒီစာဝင်းနေရေးဒီဒီဒီပိုင်ဆိုင်မှုတွေနဲ့အသက်ရှင်ခြင်းမဟုတ်ပဲねရှင်ဘောလို့ပြောသလိုပဲရိုးရှင်းတဲ့အတ္တတာရောင်ရင်းတင့်တိန်တဲ့အတ္တတာ ਨੇ ဘုရားသခင် ਨੇ အတူချိတ်ဆက်ခြင်းအပူပြီးအရေးကြီးတယ်ဆိုရက်အတ္တတော်နားလည်ခြင်းရမယ်အဲ့ဒီ materialism ကိုကျွန်တော်တို့တွန်းလှန်မှုဖြစ်တယ်ပြီးတော့ခုန antique relativism ဆိုတဲ့ဒီခုနပြောတဲ့ feeling တွေဝါဒတွေပေါ့နော်အမျိုးမျိုးကိုယ့်ရဲ့ feeling ကိုယ့်ရဲ့ခံစားချက်ပေါ်မှာဘာမှ ဟိုဘယ်လိုပြောမလဲအတီအမှန်တရားဆိုတာမရှိဘူးတမာတရားဆိုတာမရှိဘဲနဲ့အမျိုးမျိုးသူ့ရဲ့ခံစားချက်ပေါ်မှာအမှန်တရားတွေဖြစ်ဖြစ်သွားတဲ့အရာပေါ်မှာကျွန်တော်တို့တွေကအဲ့ဒီအရာကိုတိုက်လံဖို့တော့ကျွန်တော်ကျွန်တော်တို့ကခရစ်ယာန်တယောက်အနေနဲ့နှုတ်ဘွတ်တော်တရားပေါ်မှာအပြည့်အဝ obedience ပေါ့နော်နာခံတဲ့အသက်တာနဲ့အသက်ရှင်ခြင်းအပြင်ခုနပြောတဲ့ဩဒါလည်းမှန်ပါပါဒါလည်းသူ့ခံစားချက်ဖြစ်မှာလားဆိုတဲ့အပေါ်မှာကျွန်တော်တို့ဟိုရောရောင်ပြီးတော့ဟိုလမ်းမမသွားပြန်ကျွန်တော်တို့ရဲ့မှန်ကန်တဲ့ နောက်ဘက်တော်တရားမှာနာခံခြင်းအပြင်အဲ့ဒါကိုတိုက်လန့်ဖို့ဖြစ်တယ်နောက်ဆုံးအချက်အနေနဲ့နာဆစ်စင်မှုတော့ကျွန်တော်တို့တိုက်လန့်ရမှာတော့အဓိက community of love ပေါ့နော်ကျွန်တော်ရဲ့ခွတ်တော်ရဲ့ချစ်ချင်းမေတ္တာဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာအပြင်အဲ့ဒါကိုတိုက်လန့်ဖို့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့တွေကကျူပင်ခဲ့သူလေတိုက်တဲ့အချိန်မှာလေရဒီညာဘက်ကတိုက်တယ်ဆိုဘယ်ညာဘက်တိုက်တယ်ဆိုဘယ်ဘက်ကိုရင်းဟိုလေတိုက်ရာကိုရင်းနေတဲ့အတ္တတာမျိုးမဟုတ်ဘူးပြီးတော့ပုတ်တင်ညိုခဲ့သူကျွန်တော်တို့ အနီအနီနေရာမှာရှိအနီအောင်ပြောင်းသွားတာတို့အစိမ်းနေရာမှာရှိအစိမ်းပြောင်းသွားတဲ့အသက်တာမျိုးကျွန်တော်လုံးလုံးမရဘူးကျွန်တော်တို့တွေကအားလုံးကညာဘက်သွားနေတယ်ညာဘက်သွားနေတာဖြစ်နေတော့မှနှုတ်ကပတော်ဘယ်ဘက်သွားခိုင်းကျွန်တော်တယောက်တည်းအားလုံးရဲ့လည်းမဘယ်ဘက်သွားနေရဖို့လိုတယ်ကျွန်တော်တို့အဲ့တော့ဒီလောကမှာဟိုဘယ်လိုပြောမလဲထူးခြားနေတဲ့အသက်တာထူးခြားတဲ့အသက်တာတန့်ရှင်းတဲ့အသက်တာဖြစ်ဖို့အတွက်ဒီဘုရားသခင်ကဟိုခေါ်စီခေါ်ထားတယ်ဖြစ်တယ်ဆိုတော့အိုးကျွန်တော်ဒီနေ့ ်နှုတ်ဖတ်တော်အပြင်ရောက်စီတိုင်းကိုပေးချင်ပါတယ်ရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေအာမင်